အားလုံးမင်္ဂလာပါအာကျွန်တော်ဒီနေ့မှာတော့ AGCSE physics မှာပေါ့နော်ဒီ electricity နဲ့ပတ်သက်လို့ရှိရင်အဲ circuit နဲ့ပတ်သက်တဲ့ပုံစံလေးပေါ့နော်ဆိုတော့ကျောင်းသားအများစု struggle ဖြစ်တတ်တဲ့ဒီ calculation တချို့ကိုကျွန်တော်ဒီနေ့အားလုံးအတွက်တခြားလေး step by step တွေ့ပြပေးမှာပါဆိုတော့ဒီ calculation လေးတွေကိုကြည့်ပါလို့ရှိရင်တော့အာဘယ်ပုံစံမျိုးစားဆိုလို့ရှိရင်တော့ဘယ်လိုမျိုးစဉ်းစားပြီးတော့တွက်ကြမလဲဆိုတာကိုနားလည်ပါမယ်လို့ထင်ပါတယ် ီနေ့မှာတော့ circuit ပုံစံအတွက်နည်း၃နည်းကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်အရင်ဆုံး series circuit တွေဆိုရင်ဘယ်လိုမျိုး step by step တွက်မလဲပြီးရင် parallel circuit အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီ series နဲ့ parallel ပေါင်းထားတဲ့ combine circuit ပေါ့နော်ဆိုတော့ဒီပုံစံ၃မျိုးကိုကျွန်တော်အဓိကတွက်ပြမယ်အဓိကဒီပုံစံ၃မျိုးကိုမတွက်ခင်အဓိကသိရမှာကတော့ကျွန်တော်တို့ဒီ resistor တွေကို series ချိန်ရင်ဘယ်လိုမျိုး combine resistance တွေရလဲဆိုတာကိုအရင်ဆုံးပြပြမယ်ပေါ့နော်ဆိုတော့ဒါ series ဆိုရင်တော့အရင်လွယ်တယ် အဓိကကျွန်တော်တို့ total resistance လိုချင်လို့ရှိရင်เนาะတခါတယ်အဲသူတို့ရဲ့ value တွေပေါင်းရုံပဲပေါ့နော်3 ohm plus 5 ohm equal to 8 ohm အဲဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ resistor နှစ်ခုကိုပေါင်းလိုက်လို့ရလာတဲ့ total resistor ကြီးနဲ့တူတဲ့ resistance ကတော့8 ohm ရှိတယ်ဆိုပြီးတော့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခု parallel parallel ကတော့နှစ်မျိုးရှိတယ်တကယ်လို့ resistor နှစ်ခုရဲ့ parallel ချိန်ထားရင်တော့ကျွန်တော်တို့က r total ကို d formula လေးနဲ့ရှာလို့ရတယ်။ဘာလဲဆိုတော့ product by sum ဆိုတဲ့ formula ပေါ့နော် ဆိုတော့3 ohm နဲ့5 ohm နဲ့ကိုမြောက်ပြီးလို့ရှင်3 ohm နဲ့5 ohm နဲ့ကိုပေါင်းဆိုတော့ product ဘိုင်းစမ်းနဲ့ရှာလိုက်လို့ရှင်တော့ကျွန်တော်တို့တခါတယ်အဖြေကိုထွက်လာမှာပေါ့နော်ဆိုတော့8 1.875 ohm ဆိုပြီးတော့ရမယ်ဆိုတော့ parallel circuit မှာအဓိကသိရမှာကကျွန်တော်တို့ရလာတဲ့ total resistance value ကကျွန်တော်တို့တစ်ခုချင်းစီပေါ့နော်3 ohm နဲ့5 ohm အနည်းဆုံး3 ohm ပေါ့နော်3 ohm ထပ်ကိုပို့ပြီးတော့ နည်းတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်ဆိုတော့1.875 ohm ဆိုတဲ့အတိတ်ပဲရပါတယ်ဆိုတော့တကယ်လို့ resistor နှစ်ခုရဲ့ဒီလိုမျိုးမဟုတ်ဘူးပေါ့နော်တကယ်လို့ resistor သုံးလုံးဖြစ်နေခဲ့မယ်ပေါ့နော်ဆိုတော့ဥပမာစထားပါတော့ကျွန်တော်တို့နောက်ထပ် resistant တစ်လုံးရှိရဲဆိုပါစို့ပေါ့နော် parallel ဒါဆိုရင်တော့ r total ကိုလိုချင်လို့ရှိရင်တော့1 by r total equal to 1 by r3 plus 1 by r5 plus 1 by အဲအာထားပါတော့ကျွန်တော်တို့6အုံးမယ်ဆိုပါလို့ဒီလိုမျိုး၃လုံးရှိလာလို့ရှိရင်တော့ကျွန်တော်တို့က1 my r total ကိုဒီပုံစံနဲ့ရှာရမယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့သင်္ချာနည်းလမ်းအရာပဲဆက်ပြီးတော့တွက်ကြမယ်တို့ရဲ့ common denominator တွေကိုရှာရမယ်ပေါ့နော် common denominator ကတော့အချမ်းမြင့်ကျွန်တော်ဒီမှာ30လို့သတ်မှတ်လိုက်မယ်ဆိုတော့30ဖြစ်သွားအောင်လို့ကျွန်တော်တို့3ကို30နဲ့မြောက်ထားတဲ့အတွက်အပေါ်မှာ30 9ကို6နဲ့မြောက်တဲ့အတွက်အပေါ်မှာ6 6ကို9နဲ့မြောက်တဲ့အတွက်အပေါ်မှာ9ပေါ့နော်ဆိုတော့ 1/r total equal to 30ရာအောက်မှာရှိမယ်ပြီးရင်10ရဲ6ရဲ5ရဲပေါင်းတော့22ရာပဲပေါ့နော်ဆိုတော့ auto tail လိုချင်ရင်တော့အပေါ်ပြောင်းမြန်လန်လိုက်မယ်ပေါ့နော်ဆိုတော့ဒါဆိုရင်30အောက်မှာ21ဆိုပြီးတော့ရပါမယ်ဆိုတော့30ကို21နဲ့အဲစားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့1.428ဆိုပြီးတော့ရတယ်ပေါ့နော်ကဲဒါတော့ total resistance ရှာနေပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကအဓိကနှလုံး resistor နှလုံးပါတဲ့ series နဲ့ resistor နှလုံးပါတဲ့ parallel ကိုပဲတွေ့ပြပေးမှာပါ ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ series circuit မှာဘယ်လိုမျိုးအဲ current နဲ့ voltage တွေအကုန်လုံးရှာမလဲဆိုတာကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဒီမှာတော့အဲ3 ohm နဲ့5 ohm resistor နှစ်ခုကို series circuit မှာကျွန်တော်တို့အဲချိတ်ထားရတယ်12 volt battery နဲ့ချိတ်ထားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ current နဲ့ voltage တွေတစ်ခုချင်းစီဘယ်လိုရှာမလဲပေါ့နော် okay ဒါဆိုရင်အရင်ဆုံး step 1တိရမှာတော့ total တွေအရင်ရှာဆိုတော့ case ပဲပေါ့နော်ကျွန်တော်က generally တိုတယ်အရင်ရှာခိုင်းနေဆိုတော့ veto တယ်လို့ပြောတဲ့ဒီ main voltage EMF ကတော့ထွဲဖို့နောက်တစ်ခုအကြတော့ auto တယ်နောက်တစ်ခုအကြတော့ auto တယ် auto တယ်ကိုကျွန်တော်တို့မသိသေးဘူးဒါပေမဲ့ CV မှုလို့တိုက်ရိုက်ပေါင်းလိုက်ပေါ့နော်3 + 5ဆိုတော့ auto တယ်က8အုံရတယ်ပေါ့နော်ဆိုတော့အဲဒါဆိုရင် auto တယ်ကိုကျွန်တော်တို့ရှာလို့ရပြီ auto တယ်ဘယ်လိုရှာမလဲဆိုရင်တော့ auto တယ်ကိုလိုချင်ရင်အဲကျွန်တော်တို့ v = to ir ဆိုတဲ့ formula လေးနဲ့ရှာလို့ရပါတယ် ဆိုတော့ဒီနေရာမှာ total တွေကြီးပဲတွက်တာဖြစ်တဲ့အတွက်ရလာတဲ့အားရလေ total value ပဲဖြစ်မယ်ပေါ့နော်ဆိုတော့ v by r ဆိုပြီးတော့ဖြစ်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က v ရထွဲဖို့ r ကြတော့ကျွန်တော်တို့ဒီ8 ohm ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့စက်နှစ်ကို၈နဲ့စားရမယ်ပေါ့နော်ဒါဆိုရင် current ကတော့နောက်ဆုံး1.5 ampere ဆိုပြီးတော့ရတယ်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့အဖြေလေးလိုက်ပါ1.5 ampere စီးနေပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ current သဘောတရားအရာ ဒီ 1.5mbr ဆိုတဲ့ current လေးက3 ounce မှာလဲ 1.5mbr 5 ounce မှာလဲ 1.5mbr ပဲစီမှာဖြစ်တဲ့အတွက်ကြောင့် i in 3 ohm နော်ဒါက equal to i in 5 ohm equal to 1.5လို့ကျွန်တော်ကရေးလိုက်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အဲတခုချင်းစီ series မို့လို့အဲ step 2ဆိုရင်တော့ကျွန်တော်တို့ total အရင်ရှာပြရအောင်နော်ရလာတဲ့ i ကစီးပွားမှာ i နေတူတဲ့အတွက်ကြောင့် current in 5 ohm and 3 ohm resistor ကအတူတူပဲလို့သတ်မှတ်ပါတယ်။ကဲဒါဆိုရင်တော့နောက်ဆုံးရှာစရာတစ်ခုပဲရှိတော့တယ်။အဲ့ဒါက voltage potential difference လို့ခေါ်တဲ့ voltage တွေကိုတော့ကျွန်တော်တို့ရှာတာအရင်လွယ်သွားပြီပေါ့နော်။ဒီထဲမှာရှိတဲ့ voltage V1 နဲ့ V2 ကိုရှာမယ်ဆိုရင်တော့ကျွန်တော်တို့က ohms law ကိုတိုက်ရိုက်သုံးလိုက်ရုံပဲပေါ့နော်။ V1 equal to အဲဒီကလေး V1 ကိုလိုချင်ရင် V1 လေးကိုလိုချင်ရင်တော့ဒီ3 ohm နဲ့သူ့ထဲမှာရှိတဲ့ current 1.5နဲ့ကိုညှောက်ရုံပါပဲ။ I 3 ohm เนาะပြောချင်တာကတော့3 ohm နဲ့မှာရှိရဲ့ i နဲ့ r 3 ohm ပေါ့เนาะဆိုတော့ဒါလေးကိုမြှောက်လိုက်ရုံပါပဲဒါဆိုရင် i ကတော့ 1.5c နေတယ် r ကတော့ကျွန်တော်တို့3 ohm ရှိပါတယ်ဆိုတော့မရေတော့ဘူးเนาะဒါဆိုရင်15တုံးနေ45ဆိုတော့4.5အာ volt ရတယ်ပေါ့เนาะဆိုတော့ကဲနောက်တစ်ခု every do ဘယ်လိုရှာမလဲပေါ့เนาะဆိုတော့ ီနေရာမှာ video ကိုရှာခြင်းတော့နှစ်မျိုးစဉ်းစားလို့ရတယ် video ဆိုတာကကျွန်တော်တို့တွဲဖို့က sharing လုပ်ထားတဲ့ကောင်ဆိုတော့တွဲဖို့က v1 မှာ4.5ဖြစ်တဲ့အတွက်ကြောင့် video က auto 7.5လို့လည်းပြောလို့ရတယ်လို့သူ့ရဲ့ formula နဲ့လည်းကျွန်တော်တို့သူ့ဘာလို့ရှာလို့ရတာပေါ့နော်အရင်ဆုံးတွဲတဲ့ကအဲ4.5ကိုကျွန်တော်တို့နှုတ်လိုက်မယ်7.5 vo ရတယ်ဒါမှမဟုတ်ဘယ်လိုရှာလို့လဲရသေးလဲဆိုတော့ v2 equal to เนาะကျွန်တော်တို့ i2 အမြောက် ် R ပေါ့နော်ဆိုသူထဲမှာရှိရဲ့ total resistant 5 ohm နဲ့မြောက်ပေါ့နော်ဆိုတော့ I 5 ohm ပဲဆိုပါစို့နော်ဆိုတော့1.5အမြောက်5ဆိုတော့အားလုံးပေါင်း7.5ဆိုတော့အတိတ်ပဲကတော့အတူတူပဲပေါ့နော်ဒါကြောင့်ကျွန်တော်တို့အဲ I နဲ့ R တွေ V တွေအကုန်လုံးတည်ပါ ਈ ပေါ့နော်ဆိုတော့ဒါကတော့ series circuit မှာဘယ်လိုမျိုး I နဲ့ V တွေရှာလဲဆိုတာကိုကျွန်တော်တွက်ပြခဲ့တာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ parallel circuit လေးကိုဆက်ပြီးတော့တွေ့ကြမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာလဲ3 ohm နဲ့5 ohm လို့ပဲသဘောထားကြရအောင် ခုနကပြောခဲ့သလိုမျိုးပဲပေါ့နော် step 1ကတော့ total တွေအရင်ရှာ v total ကိုတော့ကျွန်တော်တို့သိတယ်12ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အဲ r total ကိုရှာကြည့်ကြမယ် r total ကိုလိုချင်ရင်ခုနကတော့ပြောခဲ့သလိုပဲ resistor နှလုံးဆိုရင်တော့ product ဘိုင်ဆန်းနဲ့တခါတယ်ရှာလို့ရတယ် product ဆိုတော့3နဲ့ final မြောက်မယ်3နဲ့ final ပေါင်းမယ်ပေါ့နော်ဆိုတော့ဆန်5အပေါ်မှာကအောက်မှာကတော့8အဖြေကတော့ 1.875 ohm ဆိုတော့ total resistance ကိုရပြီ။ဒါဆိုရင်တော့ကျွန်တော်တို့ i total ကိုရှာလို့ရပါပြီ။ဆိုတော့ i total ကိုရှာကြမယ်။ဆိုတော့ formula ကတော့ v total equal to i total r total ဆိုတော့ v equal to ir ဆိုတဲ့ formula ကိုသုံးရတာပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ i total equal to ကျွန်တော်တို့ v total ကို r total နဲ့ပြန်ပြီးတော့စားရမယ်။ဆိုတော့ v total ကထွဲ r total ကတော့ 1. 1.875ဖြစ်တယ်ပေါ့နော်ဆိုစနစ်ကို1.875နဲ့စားလို့ရှိရင်တော့ကျွန်တော်တို့6.4 ampere ဆိုတဲ့ current ရတယ်အတိပယ်ကတော့ total resistance ကနည်းသွားတဲ့အတွက်ကြောင့်ဒီ total current ကတော့ပိုများသွားတယ်ဆိုတဲ့အတိပယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒီနေရာမှာတော့6.4 ampere စီးနေတယ်ဆိုတဲ့အတိပယ် parallel မှာတော့ကျွန်တော်တို့တစ်ချက်စဉ်းစားရမှာကဒီ6.4 ampere ဆိုတဲ့ current ကဒီထဲမှာရောဒီထဲမှာရောအဲမျှပြီးတော့စီးရမယ်ဥပမာ အဲကျွန်တော်တို့အပေါ်မှာတရဒီဒီကောင်က100ရာခိုင်နှုန်းဆိုရင်တော့เนาะ100%ဆိုရင်ဒီကောင်စီကိုအဲကျွန်တော်တို့10%ဆီရင်ဒီကောင်စီကို90%ဆီရတယ်ဒီကောင်စီကို20ဆိုရင်ဒီကောင်စီကို80ဆီရပေါ့เนาะဒါကဘာပေါ်မူတည်ပြီးတော့ကွဲပြားသွားလဲဆိုရင်တော့သူတို့ရဲ့ resistance အနည်းအများပေါ်မူတည်ပြီးတော့ current ကပြောင်းလဲသွားတယ်ဆိုတော့ resistance များတဲ့ဘက်ကိုတော့ current နည်းနည်းပဲသွားမယ် resistance နည်းတဲ့ဘက်ကိုတော့ current အများကြီးသွားတယ်ပေါ့เนาะဆိုတော့ဒါကြောင့်နောက်တစ်ခုဆက်ပြီးတော့ရှာကြမယ်ပေါ့เนาะကျွန်တော်တို့ parallel မှာဆိုရင်တော့အဓိကစဉ်းစားရမှာက parallel မှာ v2 ရဲ့လို့စဉ်းစားရတယ်ပေါ့နော်ဒီ12 volt total emf ကဒီကောင်းစီမှာလည်း12 volt ရှိနေမယ်ဒီကောင်းစီမှာလည်း12 volt ရှိနေမယ်ဒါကြောင့် resistor နှစ်ခုလုံးစီမှာတော့12 volt ရှိနေတဲ့အတွက်ကြောင့်အဲ v1 v2 equal to 12 volt လို့ကျွန်တော်တို့စဉ်းစားရမှာပေါ့နော်ကဲဒါဆိုရင်တော့ current တွေကိုလိုက်ရှာလို့ရပါပြီ current in resistor 1ကိုကျွန်တော်က i1 လို့သတ်မှတ်လိုက်မယ် ဆိုတော့ဒီ ammeter reading နဲ့မှပြမယ် current နေပေါ့နော်ဆိုတော့ current 1နဲ့ current 2ကိုရှာကြမယ်ကဲဒါဆိုရင် i1 ကိုအရင်ဆုံးရှာကြည့်မယ်အဲ v1 equal to i1 r1 လို့စဉ်းစားရပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ i1 ကိုလိုချင်ရင် v1 by r1 လို့ပြန်ပြီးတော့ယူမယ် v1 ကတော့ကျွန်တော်တို့တွဲမပြောင်းလဲဘူး r1 ကတော့3 ohm ဒါကြောင့်4 4 ampere စီးနေပါမယ် နောက်တစ်ခု I do I do စဉ်းစားပုံကတော့ကျွန်တော်တို့နှစ်မျိုးစဉ်းစားလို့ရပါတယ်ဆိုတော့ဒီကောင်က4 ampere ဒီကောင်က4 ampere စီးနေတယ်ဆိုရင်ကျွန်တော်သိရပေါ့နော်ဒီထဲမှာအလိုလိုအဲ2.4 ampere စီးမယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ total current က6.4ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်အဲ okay ဒါပေမဲ့ကျွန်တော်တို့နှစ်မျိုးလုံးတွက်ကြည့်ပါမယ်နော်ဒါဆိုရင် i2 ကကျွန်တော်တို့6.4 -4ampere ဒါကြောင့်သူ့စီမှာ 2.4ampere စီးမယ်ဒါမှမဟုတ်နောက်တနည်းတွေ့ကြည့်ကြမယ်နောက်တနည်းကတော့ i2 equal to အာကျွန်တော်တို့ v1 v2 ပိုင်း r2 နဲ့လည်းစဉ်းစားလို့ရပါတယ်ဆိုတော့ v2 ကထွဲ r2 က5ဒါကြောင့်2.4 ampere စီးနေပါတယ်ကဲဒါဆိုရင်တော့ series နဲ့ parallel မှာ vi နေဘယ်လိုရှာရလဲဆိုတာကိုနားလည်မယ်လို့ယူဆပါတယ်ကဲဒါဆိုရင်တော့နောက်ဆုံးတစ်ခု series နဲ့ parallel ကိုပေါင်းထားတဲ့ circuit အမျိုးအစားကိုကျွန်တော်တို့တစ်ချက်လောက်တွေ့ကြည့်ကြရအောင်ပေါ့နော်ကဲဒီပုံစံမှာဆိုရင်တော့4 ohm ကဒီ3 ohm 5 ohm parallel နဲ့เนาะ series ဖြစ်နေတယ်ပေါ့เนาะကဲဒါဆိုရင်လဲခုနအတိုင်းပဲကျွန်တော်တို့ total အရင်ရှာကြည့်ကြမယ် V total equal to 12 ohm 12 volt ပေါ့เนาะဆိုကျွန်တော်တို့ total ရပြီတခုနောက်တစ်ခု R total ရှာလို့ရနိုင်မလား ရတာပေါ့နော်ကျွန်တော်တို့ဒါပေမဲ့တစ်ချက်တည်းနဲ့တော့မရဘူးနှစ်ခါခွဲပြီးတော့ရှာရမယ်ပထမအဦးဆုံး parallel combination ကိုအရင်အဆုံးရှာရမယ်ပေါ့နော် parallel combination ကရှာဖို့လွယ်တဲ့အတွက်ကြောင့် parallel မှာတော့ product by sum နဲ့ကျွန်တော်တို့ရှာလိုက်မယ်3 times 5 3 5ကဲခုနကအတိုင်းပဲပေါ့နော်15ဒီမှာ8ဒါဆိုရင်တော့1.875ဆိုပြီးတော့ရမယ်ပေါ့နော် ဒါတော့ total resistant in parallel ကဲနောက်တစ်ခုအဲ့ကျွန်တော်တို့ဒီ parallel ရပြီးွားပြီဆိုရင်ပေါ့နော်ဟောဒါဆိုရင်ကျွန်တော်ကဒီနေရာမှာ total လို့မရေးသေးဘူး rp လို့အရင်ရေးထားမယ် parallel resistor တွေချိန်ထားတဲ့အတွဲပေါ့နော်ကဲဒါအခုတော့ကျွန်တော်တို့ r total ရှာလို့ရပါပြီဒီ parallel နဲ့4 ohm နဲ့က series ချိန်ထားဖြစ်တဲ့အတွဲကြောင့်4 upon 1.875ဒါဆိုရင်တော့5.875 ohm ဆိုပြီးတော့ total resistance ကိုကျွန်တော်တို့ရပြီပေါ့နော်ဆိုတော့ကဲဒါဆိုရင် r total လည်းရပြီ v total လည်းရပြီနောက်ဆုံး i total ကိုရှာကြည့်ရမယ်ပေါ့နော် i total equal to ဘယ်လောက်လဲပေါ့နော်ဆိုတော့ဒါဆိုရင်တော့ကျွန်တော်တို့ v နဲ့ r ကိုသိရတဲ့အတွက်ကြောင့် ohms law ကိုသုံးလိုက်မယ် v equal to ir ရ i equal to v by r ပေါ့နော်ဆိုတော့ကဲဒါဆိုရင်တော့ v ကထွဲအောင် r ကကျတော့ကျွန်တော်တို့သိရ5.875 ohm ပေါ့နော် အဖြေကတော့2.042ဆိုတော့เนาะ2လို့လဲယူရင်ယူလိုက်ပေါ့เนาะကဲဒါလောက် ampere ရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ total values တွေကိုရသွားပြီဆို total တွေအရင်ရပြီးွားရင်တော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရဘယ်လိုဆက်ကြည့်မလဲဆိုရင်ဒီ resistor သုံးခုက series လည်းမဟုတ်ဘူး parallel လည်းမဟုတ်ဘူး parallel ရော series ရောပါနေတာဖြစ်တဲ့အတွက်ကြောင့်ပထမအဆုံးသိရမှာတော့เนาะဒီ အိုင်တိုတယ်ဆိုတော့တန်ဖိုးကြီးပေါ့နော်ကျွန်တော်ဒီနေရာမှာအိုင်တိုတယ်ကိုရေးလိုက်ပါမယ်2.2 ampere လို့ပဲကျွန်တော်အကြမ်းမြင်းရေးလိုက်ပါမယ်နော်2 ampere ဒီ i o t e l 2 ampere ကဒီ4 ohm ထဲမှာရှိတဲ့ current နဲ့အတိတ်ပဲအတူတူပါပဲဆိုတော့ဒီထဲမှာရှိတဲ့ i1 လို့သဘောထားလိုက်နော် i1 ကလည်း2 ampere ရှိမှတေးကြတယ်နော်ဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာ i1 i2 i3 လို့သဘောထားပါ ဆိုတော့ i1 နဲ့ i2 တွေကအတူတူပဲဆိုတာကိုအလိုလိုသိရပါမယ်ဒါဆိုရင် i1 ကအလိုလိုရပါပါတယ်ဘာကြောင့်လဲဆိုတော့ cv မှာ i2 ရဲ့ဆိုတဲ့သဘောတရားအရာပေါ့နော်ကဲဒါဆိုရင် i လည်းသိပြီ i1 လည်းသိပြီ4 ohm လည်းသိပြီဆိုတော့ v1 ကိုရှာလို့ရပါပြီနော် v1 ဆိုတာကတော့4 ohm မှာရှိရဲ့ voltage လို့ကျွန်တော်ကသဘောထားရပေါ့နော်ဒါကတော့ v2 နော်ဒါ v2 ဒါကတော့ v3 ပေါ့နော် ကဲဒါဆိုရင်တော့ကျွန်တော်တို့က v1 ကိုရှာလို့ရပြီ v1 equal to i1 r1 ပါဆို i1 က2 r1 က4ကဲဒါကြောင့် v1 ရဲ့တန်ဖိုးကတော့8 4ဆိုပြီးတော့ရပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းပဲเนาะအပေါ်ကိုကျွန်တော်တက်ပြီးရေးပါမယ်ကဲဒါဆိုရင်ဒီမှာရှိတဲ့ voltage က8 volt ဒါဆိုရင်ဒီ12ကြီးက ဖိုးအုံးကိုအိတ်ဖို့တောင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီဂျန်နဲ့သူ့ရဲ့နော်တွဲတဲ့ကအိတ်ကိုနှုတ်တော့ဂျန်နဲ့ဖိုးအုံးကဂျန်နဲ့ဖိုးဖိုးကဒီကောင်နှစ်ကောင်ကိုညီညီမျှမျှအဲပေးထားမှာဖြစ်တယ်ပေါ့နော် V2 နဲ့နော် V3 ကအတိတ်ပဲအတူတူပဲဘာကြောင့်လဲဆိုတော့ parallel မှာ V2 ရဲဆိုတဲ့အတိတ်ပဲကိုကျွန်တော်တို့သိခဲ့တယ်ပေါ့နော်ဆိုတော့ဒါကြောင့် V2 နဲ့ V3 ကိုလိုချင်ရင်တော့ခုနကတော့ရလာတဲ့တွဲတဲ့ကဒီ EMF တွဲတဲ့ကနော် V1 ကိုနှုတ်လိုက်ရင်နော်ကျွန်တော်တို့က 4 volt ဆိုတာကိုရလာပါမယ်။ဒါကြောင့် V2 က4 volt เนาะ V3 ကလည်း4 volt ပါ။ဒီ4 volt ကတော့တူတူပဲပေါ့နော်။ဘာကြောင့်လဲဆိုတော့ parallel မှာ V2 လဲဆိုရဲသဘောတရားကိုဒီနီးလန်းနဲ့စဉ်းစားတာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်တို့က V2 တွေသိပြီ V3 တွေလည်းသိပြီ။ဒါကြောင့် I2 နဲ့ I3 ကိုလည်းသိွားနိုင်သိနိုင်ပြီပေါ့နော်။ကဲဒါဆိုရင်ကျွန်တော်တို့ i2 နဲ့ i3 ကိုကျွန်တော်ဒီဒီနားလေးမှာလာပြီးရှာပါမယ်။ i2 i do လို့ခြင်းเนาะကျွန်တော်တို့ကအဲဒီ formula လေးကိုကျွန်တော်ခြာရေးထားမယ်เนาะ i equal to v equal to ir เนาะအဲ့တော့ i do equal to v do by r do เนาะဆိုတော့ v2 ကဘယ်လောက်လဲဆိုရင်တော့ကျွန်တော်တို့ v2 ကလည်း4 r2 က3ကဲဒါဆိုရင်တော့ကျွန်တော်တို့4ကို3နဲ့စားရင်တော့1.3 3 ampere ရမယ်ကဲဒါဆိုရင်ကျွန်တော်တို့ i2 ကိုသိပြီဆိုရင်เนาะ i3 ကိုလည်းအလွယ်တကူသိနိုင်တယ်ဘယ်လိုသိနိုင်လဲဆိုရင်နှုတ်လိုက်ပေါ့เนาะဆိုတော့ဒီ total current 2 ampere တဲ့က1.33ကိုနှုတ်လို့ရှိရင်เนาะကျွန်တော်တို့အဲ0.67ဆိုပြီးတော့เนาะ ampere ဆိုပြီးတော့ရနိုင်တယ်ဘာကြောင့်လဲဆိုတော့ current ဆိုတာက parallel မှာခွဲတယ်ပေါ့နော်ဆိုတော့ share လုပ်ကြတယ် 2mpr ကเนาะအပေါ်1.3တွားရင်เนาะအောက်ကို1.0.7เนาะတွားမယ်ပေါ့နော်ဒီဒီသဘောတရားနဲ့ share တာဖြစ်တဲ့အတွက်ကြောင့် series တွေ parallel မှာဒီလိုဒီ i ဒူရာတို့ v ဒူရာတို့ကိုစဉ်းစားတတ်ရင်တော့ရပါမယ်ဒါကြောင့်ကျွန်တော်တို့အခုဆိုရင်တော့ i1 i2 i3 လဲရပြီเนาะအဲဒီလိုမျိုးပေါ့နော်ဒီမှာရပါပြီ v1 v2 v3 လဲရပြီ total တွေလဲရပါဆိုတော့ parallel မှာဒီလိုမျိုး step by step serial number လေ combination မှာလေဒီလိုမျိုး step by step စဉ်းစားမယ်ဆိုရင်တော့ဒီပု္ပ္ပာလေးတွေကအဲလွယ်ကူတာဖြစ်တဲ့အတွက်ကြောင့်တခြားလေးအဲစဉ်းစားနိုင်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့တွေ့စီကျင်တာရရှင်လင်း comment မှာအဲရေးပေးပါ